အားလုံးပဲမင်္ဂလာပါရှင်။လေးဦးမိသားစုချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုဖတ်ပြပေးသွားမှာကတော့ဆရာကြီးမင်းတင်ထားရေးသားတဲ့မင်းကပါအကျဉ်းသားအပိုင်း၈ကလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။အပိုင်း၈လေးမဖတ်ပြသေးခင်မှာအာဒီအပိုင်း၈ကိုရောက်လာပြီဆိုတော့နည်းနည်းလေးလေးရှည်လာပြီဒီနားထောင်ရတာလည်းပြင်းလာတော့ပြီပေါ့နော်အအရှိကိုလည်းတည်ချင်အနောက်ကိုလည်းတည်ချင်ဖြစ်နေပြီမယ်အရှိကအပိုင်းလေးတချို့မိမိသွားတာမျိုးလေးဖြစ်မှာဆိုတော့ အာတခုလောက်တော့မေးချင်ပါရဲ့ကြံပင်သင်းနဲ့တမူလေးနေ့ကဘယ်မှာစတွေ့ခဲ့ကြရလဲဒါလေးတွေကိုဒီဟာလေးဖြည့်နိုင်တဲ့သူဆိုရင်တော့အပိုင်းကိုဇက်တိုက်မပြတ်ဘဲနဲ့အပိုင်းဆက်မပြတ်ဘဲနဲ့ဖတ်လာရဲ့သူဆိုတာအသေးချာရဲ့ပေါ့နော်အဲ့တော့ဘယ်မှာတွေ့ခဲ့ရလဲဆိုတာလေး comment box လေးမှာရေးခဲ့ပေးပါဦးရှင်ဟုတ်ကဲ့အခုတခါအပိုင်းရှစ်လေးကိုမဖတ်ပါခင်မှာအပိုင်းခွနစ်လေးရဲ့နောက်ဆုံးပိုင်းလေးကိုဖတ်ပြရေးနဲ့စတင်ပေးလိုက်ပါမယ်နော်ဟုတ်ကဲ့ပါ မင်းမင်းကိုမောင်လာမဲ့လာရဲ့လာပြည့်ကျော်9ရက်နေမှာလူတိနဲ့ကြာယူနေမယ်ဟိုလေးနဲ့တီကြည်တော့အတန်ပြည့်ပြောလိုက်ရတံပင်သိဤမျက်လုံးကိမ်းမှာ မျက်ရည်များသည်တတွင်တွင်စီးကြလာစီတော့ဤတမူလေးသည်တံပင်သိဤမျက်ရည်များကိုတုတ်ပေးရင်ဘောင်းမဲချောင်းငိုရတာတော့ဟိုမေးလိုက်လေဤ ျွန်တော်မရဲ့နှလုံးအိမ်ညှိတန်းပါပြီတောင်းတဟာကြောင့်မိကြီးစိတ်ယူရပါတယ်မောင်ညှိတန်းဆိုဒီမှာရှေးမြမာစကားပဲဖြစ်ပါသည်ဆွေလန်းချင်းစိတ်ကတ်ချင်းခွာမရချင်းစတော့အတိတ်ပဲများရပါသည်စာရည်သူတမူးလေးသည်ကြမင်းသိန်းဤကိုလုံးလေးကိုတိုင်းပြီးဖက်လိုက်၏ ကျန်နေသည်ဤရင်၌လွှမ်းထသောအဝတ်ကိုလက်ဖြင့်ဆုပ်ကိုင်လိုက်၏။ချက်မင်းသည်သည်တမူးလေးဤလက်ကိုတွန့်ပြင်းရန်ဂျိုပန်း၏။ထို့သော သူဤဂျိုပန်းမူ၌ခွန်အားဟုသောအရာထည့်၍မထားသောကြောင့်ဂျိုပန်းသည်နှင့်မတူဘဲရှိတော်၏။ထို့နောက်ချက်မင်းသည်အိပ်ပျော်သွား၏။သူ၏နှာခေါင်းပေါက်မှမှုတ်ထုတ်လိုက်သောထုတ်သက်လေသည် တမူလီဤရင်ညွန့်အားနှွေကနေနှွေကနေဖြစ်စေ၏တမူလီသည်တံပင်သေး၏နှဘူးဆန်စားတို့ကိုညင်ညင်တတလီနမ်းလိုက်လေ၏ပြီးလျင်ထရမမီမောင်ပြန်ရတော့မေဟုပြောလိုက်လေသည်ထိုချိန်မှာပင်ချက်ရဲဤသွန်တန်သည်ပေါ်ထွက်လာလေတော့၏ ချံပြင်းသိန်းသည်လူးလဲ၍ထ၏မိုးတောက်ပြီပဲဟုပြောလိုက်လေ၏တမူလေးသည်ချံပြင်းသိန်းအားပွေ၍တွဲထူလိုက်သည်၏ထို့နောက်မြင်းစီသို့သွား၏ပြီးလျင်တမူလေးသည်မြင်းပေါ်သို့လွှာကနေတက်လိုက်၏ထို့နောက်ရှင်၌စည်းထားသောချက်သွေးရင်ရောင်ပဝါနီကိုဖြည့်၍ချံပြင်းသိန်း၏လဲတိုင်းတွင်ပတ်ပေးလိုက်လေတော့၏ ပြီးလျင်မြင်းကိုမောင်းထွက်သွား၏။ကြမေသိန်းသည်လေတိုင်းမှပဝါကိုဖြေးလိုက်၏။ပြီးလျင်လက်တွင်ကြစ်ကြစ်ပါအောင်ဆုပ်လိုက်၏။ထို့နောက်အိမ်ဘက်သို့သွားပြီးလျင်ဗာမဲနှင့်စီတော်တို့ကိုနှိုးလိုက်၏။၎င်းတို့နှိုးလာသောကြမေသိန်းကညကအဖြစ်အပျက်တစ်ခုလုံးကိုတင်ပြလိုက်၏။ ပြီးလျင်တက်မှုလေးပေးလိုက်သောပူဝါကိုဗာမဲလက်တို့အပ်လိုက်လေ၏ဗာမဲသည်ထိုပူဝါကိုစီမီထွန်း၍ကြည့်လိုက်၏ပြီးလျင်မင်းမင်းကြံပင်သည်မင်းရဲ့အပြူစင်ပူဝါကိုတံပတီပါမြို့တွက်တော့ပေးဆက်လိုက်ပြီပဲဟုပြောလိုက်လေ၏စီတော်ကလည်းကြံပင်သည်အားတိုင်း၍ဖက်လိုက်လေ၏မိကြံရဲ့ ိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်ပြုတဲ့အမှုအတွက်ငါဖြစ်လေးစားပါရဲ့ဟုတ်ပြောလိုက်လေရင်ဖမေကတံပင်သင်းဟာတမူးလေးရဲ့ဇနီးမယားဖြစ်သွားရင်အရေးကြီးတဲ့စိတ်ရေးလိုအပ်ချက်တွေအပြည့်စုံရမယ်အဲ့ဒီခါမှာတံပတီပါတက်ဟာသူ့ဝနကိုအပြီးပိုင်လောက်ကြံမှုခြေတက်လာနိုင်လိမ့်မယ်ဟုတ်ပြောလိုက်လေဤထို့နောက်တွင်က၎င်းတို့သုံးဦးသားသည်သုံးတရာပြောဆိုခြင်းမပြုဘဲ စိတ်စိတ်နေခြင်းလေ၏ထို့သော၎င်းတို့၏မနောအိမ်၌မူတံပါတိပါမှ အလုံးအရင်နှင့်ချီလာသောတံပါတိပါတက်မတော်၏စစ်ချီတန်သည်ပဲ့တင်ထက်၍နေလေတော်၏တမောင်တမောင်ဒုတမောင်ဒီပါကောင်းတာလောပါကောင်းလောတမူလီနှင့်ချန်ပင်တင်သည်အိမ်တော်ရသားချသွားပြီဖြစ်၏ ချန်ပီယံသင်းသည် ရောင်နှုတ်73ပါဆိုသောစကားအတိုင်းတမူးလေးနေထိုင်ရာတောင်ကုန်းပေါ်သို့တောင်ကုန်းပေါ်မှနေအိမ်သို့လိုက်ပါသွားရလိမ့်ဤထို့သို့လိုက်ပါသွားရသောနေကဗာမဲကချန်ပီယံသင်းအားမေမင်းချန်ပီယံသင်းညီဟာတမူးလေးကတော်မဟုတ်ဘူးတန်ပတီပါနိုင်ငံတော်အတွက် သူဝနာပုံပြီးတမူးလေးစီကစေရေးလိုအပ်ချက်တွေရယူရမယ်တရှုံမယ်ဆိုတာမမေ့နဲ့နော်ရေးကြီးဆုံးဟာစေရေးပဲ စစ်ရေးဟာနိုင်ငံတော်ရဲ့အဆုံးအဆုံးဖြတ်ပဲအဲ့ဒီအဆုံးဖြတ်ဟာတရှိုတာဝင်ပဲအဲ့ဒီတရှိုတာဝင်ဟာနိုင်ငံတော်ရဲ့တာဝင်ပဲတို့လူမျိုးတွေရဲ့တာဝင်ပဲအဲ့ဒီတာဝင်တွေအားလုံးညည်းရဲ့ပခုံးပေါ်မှာရောက်နေပြီဘာကိုပဲစဉ်းစားစဉ်းစားစိတ် ခံစားမှုတွေနဲ့မစဉ်းစားနဲ့နှလုံးအကြည်ဓာတ်ရဲ့ခံစားမှုတွေနဲ့မစဉ်းစားနဲ့ခံစားမှုဆိုတာအခါခတ်သိမ်းလှည့်စားတတ်တယ်မင်းမင်းအခုငါပြောတဲ့စကားတွေဟာ တရှုတက်စိတ်အဖွဲခေါင်းဆောင်တဦးအနေနဲ့ပြောတာဖြစ်တယ်။ဒါကြောင့်ဒါဟာအမိတ်ပဲ။ဒီအမိတ်ဟာငါရဲ့အမိတ်မဟုတ်ဘူး။တန်ပါတီပါတတ်မတော့ဦးစစ်ဦးစည်းချုပ်ဘယင်းအနော်ရထားရဲ့အမိတ်လို့ယူဆရမယ်။ဟုတ်ပြောလိုက်လေ။ထို့အတူစီတော်ကလည်းမိကျန်ညီအခုဒီနိုင်ငံရဲ့အကြီးအကဲတက်မှုလေးကတော့ဆိုတာဖြစ်သွားပြီ။အဲ့ဒါဟာတကယ်ဖြစ်တာမဟုတ်ဘူးနော်။ ါကဟန်ဆောင်တာဟန်ဆောင်တာကိုတကယ်ထင်ရင်ညီကိုငါကိုယ်တိုင်တေတံပေးရလိမ့်မယ်ငါအင်မတန်ချစ်တဲ့မိကျန်ရဲ့လက်ချောင်းသွေးကိုဓာတ်နဲ့မဖောက်ချင်ဘူးညီတို့ငါတို့တချို့တွေမှာအချစ်ဆိုတာမရှိဘူးခံစားမှုဆိုတာလည်းမရှိဘူးအထူးသဖြင့်လူတွေနဲ့ပတ်သက်လို့မခံစားရဘူးဒီတက်ပို့ပြီးပြောရမယ်ဆိုရင်ယောက်ျားတွေအတွက်မခံစားရဘူး တကယ်လို့ညှိခံစားခြင်းရင်တဘာဝတရားမှာခံစားဆောင်းကာလမှာကြရဲနှင်းမုံလေးတွေကိုကြည်ပြီးခံစားမိုးကာလမှာတွေ့ရတဲ့မိုးဆက်လေးတွေမှာခံစားဘာသာဘာဝတွန်ကျူးတဲ့ညက်ကြီးတရတွေကာရီမှာခံစားသူတို့ရဲ့တွန်ကျူးတဲ့အတန်လေးတွေပုံမှာခံစားလူတွေနဲ့ပတ်သက်လို့မခံစားလိမ့်နဲ့အထူးသဖြင့်ယောက်ျားတွေနဲ့ပတ်သက်လို့မခံစားနဲ့ ခန်းစားမိရင်အခါခသိအမှားတွေ့ရလိမ့်မယ်။ဟုပြောပြန်လေ၏။ထိုအခါကြံပင်သိန်းကဒီမှစီတော့ငါဟာလူတယောက်ဖြစ်တယ်။ကြောက်တုံးတုံးမဟုတ်ဘူး။ကြောက်တုံးတုံးဆိုရင်တော့ညီကိုညီပြောတယ်လို့ခန်းစားမှုဆိုတာမရှိနိုင်ဘူး။လူဆိုတာတော့မုန်းတာရှိတယ်၊ချစ်တယ်ဆိုတာရှိတယ်၊တာယာတာရှိတယ်။ကြောက်တုံးမှာအဲ့ဒါတွေမရှိဘူး။အဲ့ဒီတော့ ငါဟာမခံစားပါဘူးလို့ညို့လေမလိန်ချင်ဘူးအဲ့ဒီလိုပဲပမဲကိုလည်းမလိန်ချင်ဘူးတိထက်ပို့ပြီးမလိန်ချင်တာကတော့ငါကူငါမလိန်ချင်ဘူးဒါပေမဲ့ငါအနေနဲ့ပြောနိုင်တာတခုတော့ရှိတယ်ငါခံစားမယ်ဒါပေမဲ့နိုင်ငံတော်ရဲ့တာဝန်ကိုငါဘယ်တော့မှမမေ့ဘူးငါလူမျိုးနဲ့ငါနိုင်ငံတော်ကောင်းစားဖို့ဆိုရင်အခုငါယူတဲ့ငါယောက်ျားတမူးလေးရဲ့လေချောင်းကို မကိုတိုင်းဓာတ်နဲ့ဖောင်းဝင်တယ်ဒီထက်ပိုပြီးပြောရရင်တန်ပတီပါနိုင်ငံတော်ကြီးနဲ့တန်ပတီပါနိုင်ငံသားတွေကောင်းစားမယ်ဆိုရင်ငါရဲ့လေချောင်းကိုလည်းငါဖောက်မယ်ဒီမှစီတော့တက်မူးလေးကိုငါချစ်တယ်ဒါပေမဲ့ငါနိုင်ငံတော်ငါပိုပြီးချစ်တယ်ငါလူမျိုးကိုငါပိုပြီးချစ်တယ်ဟုတ်ပြောလိုက်ရစီတော်ကကျံပင်သင်းအားတိုင်းဖက်၍ကျံပင်သင်းဤပါးများကို အဆက်မပြတ်နှမ်းရှုပ်လိုက်လေတော့ဤအထက်ပါအဖြစ်ပြက်များဖြစ်ပွားပြီးများမကြမီတွင်တမင်သည်နှင့် တမှုလေးတို့သည် တောင်ကုန်းကလေးပေါ်ရှိအင်ကီဟာ၌ပျော်ရွှင်ချမ်းမြေ့စွာအကျဉ်လင်များအဖြစ်နေထိုင်ခဲ့ကြလေသည်တမှုလေးသည်တမင်သည်ပေါ်၌လွန်စွာယူရ၏လွန်စွာမှလည်းချစ်ခင်၏လွန်စွာမှလည်းလိုက်လျော၏ထို့ကြောင့် ကြံပင်သိမ့်ဤစိတ်၌ငါဟာတရှုမဲ့တရားမဟုတ်ရင်တိတ်ကောင်းပါပဲအဲ့ဒီလိုဆိုရင်ငါတို့ရဲ့အိမ်ထောင်တဲ့ဘဝဟာဘလောင်များပြောစရာကောင်းမလဲဟူသောစိတ်ကူးများပင်မကြာခဏပေါ်ပေါက်လာလိမ့်ဤတို့ရရင်စစ်ဦးစီးချုပ်ဘေးရင်တော်ယထာဤမေမင်းတို့တမိုင်းကိုမေမင်းတို့ရေးရမယ်အကောင်းဆုံးရေးကြအောင်လံကြီးတွေလွှင့်ထူကြမယ် အမြင်မားဆုံးလွှင့်တူကြအနာဂတ်ကိုငါတို့ပိုင်တယ်ဆိုတော့မှားချချက်များသည်ယင်တွင်လှိုင်းတဘိုးကဲ့သို့ထလျက်ရှိသည်ဖြစ်ရာစောစောကစိတ်ကူးယဉ်မှုများသည်ထိုလှိုင်းတန်ဖိုးကြီးများအောင်၌ညံ့ညုပ်ပြောက်ွယ်သွားရှာရှာလေတော့ဤထိုအတူတန်ပတီပါနိုင်ငံတော်မှခြီလာသောတန်ပတီပါတမတော်ဤစစ်ကြွေးကြော်တန်တို့သည်လည်း ပေတင်ထနေတော်သည်တမောညင်းသည့်တိမ်တန်းညားစွာလွန်းသည်ထဝုံးညံသာမနိုင်မနိုင်ထိုညကလာသည်ထိမ့်ထိမ့်သာနေ၏ချံပင်သည်သည်လာတာဆောင်၌ထိုင်၍ထိမ့်ထိမ့်သာနေသောလာကိုငေးမောကြည့်ရှုနေ၏ထိုချိန်၌နှင်းမုံများသည်တပွဲပွဲကြလာ၏ တမူးလေးသည်ခြုံဆောင်ကလေးကိုယူလာပြီးကြံပင်သင်း၏ပခုံးပေါ်၌လွှမ်းခြုံပေးလိုက်၏ပြီးလျင်ကြံပင်သင်း၏ပခုံးနှစ်ဖက်ကိုယူယူရရလီကင်လိုက်၏ထို့နောက်ကြံပင်သင်း၏နာနီတို့ကကတူးတူးညင်ညင်လေးဖြင့်ဒီမောင်တနေချစ်မေမီချမေတင်းကဇက်ကိုလှန်၍မောကြည့်လိုက်၏ထိုအခါတမုန်လေးက ကြံပင်သင်ဤနှစ်ဖူးပင်ကိုအတအရာနှမ်းရှိုက်လိုက်လေ၏။ကြံပင်သင်ကမျက်လုံးကိုဆင်းဆင်းကလေးမှိတ်ထားလိုက်၏။ဗစက်မှမူမော့ထားသောကြောင့်မပွင့်တပွင့်ဖြစ်နေ၏။တမူလေးသည်ထိုသူ့ကိုနှမ်းရှုပ်ပြီးနောက်မအေးဘူးလား။ဘာဖြစ်လို့လာမင်းကြီးကို ကြည့်နေရတာတော့။ကြည့်ကောင်းလို့ကြည်နေတာပါ။ဟော အရေးကြီးတဲ့အခြေရောက်နေပြီလားအခါတိုင်းလိုဆော့ဆော့ပြန်မရောက်တာမောင်တို့တက်တွေပြင်းနေပြီလားရန်သူတွေနှီးလာပြီလားမေမင်းထိတ်သမို့မီးရတာပါလူတွေကလည်းပြောနေကြတယ်စစ်ကြီးဖြစ်တော့မယ်တဲ့မေမင်းမကြောက်ပါဘူးဒါပေမဲ့မောင်တက်ပူတယ်ဟုတ်ချက်မင်းတင်းကပြောလိုက်သေး၏မမေးပါနဲ့ကွယ်စစ်ကြီးဖြစ်မယ်ဆိုတော့ ဟုတ်ချင်လဲဟုတ်မှာပေါ့ကျမဒီပါကလူရိုင်းတွေက မောင်တို့သူဝနာကိုလာပြီးတိုက်ချင်လဲတိုက်မှာပေါ့ဒါဟာအရေးကြီးတဲ့ကိစ္စတော့မဟုတ်ပါဘူးလာပြီးတိုက်ရင်လဲစစ်တဘောအရာ သူတို့ဘက်ကအကြရှုံးများမှာပေါ့ခံစစ်တရာထိုးစစ်တရာလို့ဆိုထားတယ်ခံစစ်ကလူတယောက်ကြဖို့ဆိုတာထိုးစစ်ဘက်ကလူတရာလောက်အကြဆုံးခံရတတ်တယ်ဒီလောက်အရင်ကြီးများရဲ့စစ်ပွဲကို တံပတီပါကအနှောက်ရထားကဆင်နွှဲကျင်တပါဆိုရင်လေဆင်နွှဲပေါ့မောင်ကတော့မောင်ရဲ့လူမျိုး မောင်ရဲ့တိုင်းပြည်အတွက်ကကွယ်သွားရမှာပဲစစ်ကိုဦးစီးရမှာပေါ့မောင်တို့သူ့ဝနာမှာလဲခန့်စစ်အတွက် အလွန်တည်ငြိမ်တဲ့တမူးကြီးတွေရှိပါတယ်မောင်တို့ကကျွတ်ကျော်တော့မဟုတ်ဘူးကျွတ်ကျော်စစ်ကိုခုခံရမယ့်ဘက်ကရက်တည်ပြီးတော့တိုက်ရမှာမို့ဒီတိုက်ပွဲဟာတရားတဲ့တိုက်ပွဲပဲ။ အဲ့ဒီတရားတွေတိုက်ပွဲမှာပါဝင်တိုက်ခိုက်ဖို့မောင်ရဲ့စိတ်ဟာကြည်လင်တန့်ပြန့်နေတယ်။ကျွကျစစ်မျိုးဆိုရင်တော့မောင်ဟာအထက်ကအမိန်ပေးလို့တိုက်ချင်တိုက်ရမယ်။ဒါပေမဲ့မတရားဘူးဆိုတာသိတာတော့စိတ်မတန့်ဘူး။ဟုတ်တမူးလေးကပြောလိုက်လေဤထို့အခါတမင်တင်းကဒီမေမောင်မောင်တို့ဘက်ကခန်းစစ်အတွက်လုံလောက်တဲ့စစ်တူကြီးတွေတမူးကြီးတွေရှိတယ်ထားပါဦး။ မောင်တွယ်ကျမကျွန်တော်မစိတ်ပူမိတယ်။တမ်ပါတီပါဘီအနော်ယထာစီမှာဟောထို့စစ်အတွက်အာကိုလောက်တဲ့စစ်မှုကြီးတွေမရှိဘူးလို့မောင်နေနဲ့ပြောနိုင်ပါမလား။ဟုတ်ပြန်၍မေးလိုက်လိမ့်ဤ။ဒီလိုရှိတယ်မေမီ။သူဝနာပုံမီကိုထိုးပေါက်မယ်ဆိုရင်ကျန်စစ်သားကစစ်ဦးစီးမှုလောက်ရလိမ့်မယ်။ဗျက်တာဟာရှေးပြေးတက်ဖွဲ့ကိုကင်လိမ့်မယ်။ တမူကြီးညာဦးဖီတို့တမူကြီးငလုံးလဖဲတို့တမူကြီးငထွေးယူတို့ကတမကြီးတွေတခုစီကင်ပြီးနေပြီးတော့ကိုဝိုင်းရံနေမယ်သူဟနာပုံမီရဲ့ပထဝီကိုတမူကြီးပြက်တော့ကပို့ပြီးအကျွမ်းတဝင်ရှိတယ်ဒါကြောင့်တံပါတီပါရဲ့တိုင်ပွဲကြိုက်ပွဲပဟုဝင်ရိုးကိုတမူကြီးပြက်ထားစီမှာထားနေမယ်မောင်တို့ကအဲ့ဒီဘဟုဝင်ရိုးကိုရိုက်ချိုးနိုင်ဖို့ပဲ ဟုတမူးလေးကပြောလိုက်ရာချန်ပင်သင်ကတမူးလေးမျက်နှာကိုစစ်စစ်ကြည့်လိုက်လေ၏ရိုက်ချိုးဆိုတဲ့စကားဟာအစက်နဲ့ပြောရင်စကားလေးသုံးလေးလုံးမင်းမလွယ်ပါမလားဒီစစ်ကြီးမှာမပြောကောင်းမဆိုကောင်းမောင်တို့ဘက်ကကြာရှုံးသွားရင်ကျွန်တော်မနဲ့မောင်းရဲ့အချစ်နဲ့ပုံလေးဟာဘလို့ဖြစ်သွားမလဲ ကြံပင်သင်သည်ဆရေးဆရာကိုနားမလဲပဲပူပန်မှုတက်တက်သာပူပန်တက်သောအင်းရှင်မတူဤဟန်ပန်နှင့်တမှုလေးအားမေးလိုက်လေ၏ထို့အခါတမှုကလေးကဒီလိုရှိတယ်မင်းမင်းမောင်တို့စစ်ပြညာမှာကထိုးစစ်ကိုအချက်၃ချက်နဲ့ရိုက်ချိုးရတယ်အဲ့ဒီအချက်၃ချက်ဟာနှီးရိုင်ပြဲလို့ခေါ်တယ် ထိုးစစ်ကိုအကြောင်းမျိုးမျိုးနဲ့နှေးကွေးအောင်လုပ်ရတယ်။အဲ့ဒီလိုနှေးကွေးလာရင် ဝေးလံတဲ့ဒေသစီကစစ်ချီလာတဲ့စစ်သားတွေဖို့ပင်မန်းနှံ့နေပြီးစိတ်တွေယိုင်လာတော့တာပဲ။အဲ့ဒီခါမှာအပီးအပိုင်ပြက်စီးသွားအောင်ချိန်မုံပြရတယ်။ဒါဟာရှေးရုပ်အစင်လာခန့်စစ်ရဲ့တမပဲ။ဟုတ်တမူလေးကပြောလိုက်လေ။မောင်တို့ဘက်မှာခန့်စစ်တမရှိတယ်လို့ထိုးစစ်တမရှိမှာပေါ့။ ဟုတ်ကျမင်းသင်းကမေးလိုက်လေ၏ရှိတာပေါ့မမင်းရေအချက်ချာမင်းနေပြီတော့ကိုအင်းနဲ့အားနဲ့ပိတ်ပြီးရိတ်ခါဖြက်အတော်ဟလာဖြက်မီးဖြက်ထင်းဖြက်ရေဖြက်ကျင်းနဲ့အောင်ဖြက်ပြီးဝိုင်းဝန်းပိတ်ပြီးတုတ်တင်ချိန်မုံတွေ့တမျှလူတွေ့တမျှမီးရှုပ်ဆိုတဲ့စကားဟာထိုးစစ်ကြမ်းချက်စစ်နွဲမှုတဲ့တမူတိုင်းပြောနေကြစကားတွေပေါ့အဲ့ဒါသူတို့ရဲ့ဓမ္မတွေပေါ့ အတွေ့အကြုံရှိတဲ့ထိုးစစ်ခေါင်းဆောင်ဆိုရင်ကြောက်တဲ့သူတယောတရေပေါ်နေသူတို့ကိုလမ်းကောင်းကောင်းကချီတက်မခိုင်ဘူးချီတက်မခိုင်ဘူးခက်ခဲတဲ့လမ်းကနေချီတက်ခိုင်းနေအဲ့ဒီခါမှာအဲ့ဒီကြောက်တဲ့သူဟာခရီးလဲခက်ခဲလွန်းလို့စိတ်တွေညစ်လာပြီးတော့သေးတာမှကောင်းနေဆိုတဲ့စိတ်မျိုးတွေဝင်လာတော့တာပဲအဲ့ဒီလိုစိတ်မျိုးဝင်လာတဲ့အခါမှာပါနဲ့တဲ့စိတ်ကောင်းဆောင်ကအဲ့ဒီကြောက်တဲ့သူကိုပဲတိုက်ရိုက်ရှေ့ကိုတေးပေးလိုက်တော့တာပါ အဲ့ဒီမှာတောက်တက်သူဟာပင်မန်းပြီးတေချင်စိတ်တွေပေါက်နေလေတော့ရွရွချွန်ချွန်အသေးခံတိုက်တော်တာပေါ့ဒါကြောင့်ကျွမ်းကျင်တဲ့တမူရဲ့လက်အောက်မှာကြောက်သူရဲ့လို့မရှိဘူးအားလုံးကိုရဲရင်အောင်သူကလုံနိုင်တယ်အဲ့ဒါတွေဟာရှေးအထက်ကြော်ကာတွေကထိုးစစ်ကိုပိုင်ပိုင်နိုင်နိုင်ဆင်နွဲခွေဘူးတဲ့တမူကြီးရဲ့ထိုးစစ်ဓမ္မပေါ့ကွယ်ဟုတ်တမူလေးကပြောပြလိုက်လေဤ ကျန်ပင်သင်ကစကားများကိုစိတ်တွင်တစ်ခေါက်ရေရွကြည့်၏ပြီးလျင်မောင်ကိုချစ်လို့လားမသိဘူးမောင်ပါပြောပြောကျမတော့နားထောင်လို့သိပြီးကောင်းတာပဲစစ်မှုရေးရဆိုတာကျွန်တော်မတို့လိုမိမသားတွေနဲ့ဘာမှမတက်ဆိုင်ပါဘူးဒါပေမဲ့မောင်ကအဲ့ဒီအကြောင်းလေးပြောတော့လေကျွန်တော်မရဲ့နားမှာချူလှပါတယ်ဟုတ်ပြောကကျမေတဲ့တီ ကျစ်လက်တမလာတော့တမူးလေးဤလမောင်းကိုဆွဲရည်ယူနှမ်းရှုပ်လိုက်ပြီးတော့တည်။ကြံမြင့်သည်သည်။နောက်တနေ့၌တမူးလေးပြောသောစကားများကိုပါမင်းနှင့်စီရောထံသို့စစ်တင်းအဖြစ်အနေပို့လိုက်လေ၏။ဟမေတို့ကလည်းထိုတင်းကို ကုံတယ်များမှတဆင်းတံပတိပါနိုင်ငံတော်ဤစစ်တင်နာပတိချုပ်ဘရင်အနော်ရထာထံသို့ အရောက်ပို့လိုက်လေ၏။ ကြံမင်းသိန်းသည်တမူးလေးတို့ခန်းစဉ်အတွက်ဒတိုင်းများစောက်နေပုံကရုတ်ချင်းများတူးနေပုံတို့ကိုဤတို့လျင်မှန်မှန်ကြီးတင်ပေးခဲ့သည်ဖြစ်၏။ပါမင်းနေစီရောကလည်းရသမျှစစ်တင်ကိုဘရင်အနော်ယထာထံသို့အရောက်ပေးပို့ခဲ့သည်ကြီးဖြစ်၏။ဤတို့နှစ်ပင်တရွေ့ရွေ့အချိန်ကြာညောင်းလာခဲ့ရာကြံပင်သိန်းသည်ကိုဝင်အရင်မှရရှိသည့်အချိန်သို့ရောက်ရှိခဲ့တော်၏။ တနေ့တွင်စီတော်နှင့်ကြံပင်သင်သည်ဈေး၌ဆုံတွေ့ကြလေ၏စီတော်ကကြံပင်သင်အားကိုဝင်ရခြင်းအတွက်အပြစ်တင်လေ၏တချို့တင်နန်းတက်တုံးကပရိတန်တွေမရရင်ဤကြောင့်တင်ခဲ့တယ်မဟုတ်လားဤအဲ့ဒီစိတ်ကြီးကိုမတော်ဘူးလားဤတော့ငါတို့တချို့ရေးဆိုတာတန်ရောစင်ရှိလို့မဖြစ်ပေဘူးတလောက်တော့ညစ်တစ်တင်နေဟုတ် ဖြစ်ကျင်လေ၏ထိုအခါကျန်နေသင်ကဟဲ့တောက်ပေါင်းမှာအဲ့ဒီဆေးကိုတုံးတာပေါ့ဟဲ့ဒါပေမဲ့အဲ့ဒီဆေးနီးကလာဆန်းပခလာဆုပ်ပခရေရေတွက်ပြီးအတုံးချရတာဟဲ့အတော်မှားလို့အခုလိုဖြစ်သွားတာဟုတ်ပြန်ပြောလိုက်ရင်စေတော်သည်ဆက်၍အပြစ်မတင်ရတော့ပဲရေရှာလေ၏ထိုတို့ရေပြီးနောက်ညီဖြစ်ကလည်းငိုအားထက်ရေအားတန်းဆိုသလိုဖြစ်နေပြီ။ အရေးအကြောင်းကိုလို့ယုံရတဲ့အချိန်အခါမျိုးဆိုရင်တော့ကလေးကိုညာနေလို့မဖြစ်ဘူးနော်။တခါတည်းအပီးသိမ်းစီပြစ်ခဲ့ရမယ်။ဟုတ်ပြောလိုက်လေဤ။ထိုအခါကြံပင်တင်းကစိတ်ချပါမိတော်ရဲ့။ငါလုပ်ရမယ့်တာဝန်ဝတ္တရားတွေအတွက်ငါတာဝန်ယူပါရဲ့။တန်ပါတီပါနိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကလဲပြီးဘတူးမျက်နာကိုမှငါမငဲ့ပါဘူးခဲ။ဟုတ်ပြောလိုက်လေဤ။ ထို့နောက်တွင်က၎င်းတို့နှစ်ဦးလမ်းခွဲကြလေတော့၏ဤကဲ့သို့စီရောနှင့်ကြံပင်တဲ့တို့နှစ်ဦးဈေးနိုင်တွေ့ဆုံစကားပြောသည်ကိုတံဖူးလေးသည် သူဤတရှိုတယောက်ဤတရင်ပေးချက်အရာသိရှိထားပြီးဖြစ်၏ကြံပင်သည်သည်မိမိခီးသွားရနောက်၌တံမူးကလေးဤတရှိုတူဦးအစင်လိုက်ပါလာမည်ကိုရိတ်စားမိသည်နှင့်အမျတံမူးကလေးအိမ်သို့ပြန်ရောက်နေရင်ရောက်ချင်းစီရောနှင့်ဈေးနိုင်တွေ့ခဲ့ပုံကိုပြောပြလိုက်၏ ်တမူကလေးကြမ်းခန့်သာပါရဲ့လားဟူမိเจ้าကိုလည်းထဲ့သွင်းပြောဆိုလိုက်၏ထို့သူပြောဆိုလိုက်ခြင်းကြောင့်တမူလေးအုံပြူထားသောတရှိုးထံမှစီတော်နှင့်ကြံပင်တဲ့ဈေးနိုင်တွေ့ဆုံကြောင်းတည်င်းသည် အရေးကြီးသောတည်င်းမဟုတ်တော့ပဲတည်င်းအဆင့်တန်းနှင်းကြသွားလေတော့၏အထက်ပါအဖြစ်ပြက်များဖြစ်ပွားပြန်များမကြမီနိုင်ပင်ချန်ပင်သည်သမီးကလေးတို့အူဖွားမြင်ခဲ့လေတော့၏ ထိုသမီးကလေးကိုတမူးကလေးသည်သူ၏မျက်လုံးသမျှချစ်ခင်၏ထို့သူသူ၏ချစ်သူကြံပင်သင်ကိုလမ်းပေါ်၌လှည့်လေကပြစဉ်တွေ့ခဲ့ရသည်ကိုအစွဲပြု၍ခရီးလမ်းဟုအတိတ်ပဲရသောပါဠိစာလုံးအတွန့်ဟူ၍အမည်ပေးခဲ့လေ၏ထို့ထက်တမူးကလေး၏နှလုံးသွေးပေါ်၌သူနှင့်ချံပင်သင်တို့၏ချစ်ချင်းမြတ်တာသည်၎င်း သမီးကလေးအပေါ်၌ထားရှိသောမေတ္တာသည်၎င်းအတွန်းရှိကြစီလိုသောဆန္ဒသည်ရှိဟန်တူဤတကားအလုံးကိုဒီနေရာထိလိုက်ပါနားထောင်ပေးသူတို့အချင်းစီထိုင်ကိုကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်နောက်ထပ်အပိုင်းဆက်လေးကိုလည်းနားထောင်ပြကြပါအောင်နော်အော်မီးတော့မလို့အစကမီးခဲ့တဲ့မီးခုံလေးကိုခေသွားကြအောင်နော် ကျန်ပင်တင်းနဲ့တမူလေးကဘယ်နေရာမှာဆုံးတွေ့ခဲ့ကြတာလဲ။